ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်ဒီနေ့၁၀ရက်နေ့မနက်ခင်းပိုင်းမှာဆိုလို့ရှိရင် Manchester United နဲ့ပတ်သက်ပြီးတော့ကျွန်တော်သာရထားတဲ့သတင်းတွေကိုကျွန်တော်သာဆွေးနွေးသွားပါမယ် Harry Maguire မာလာစီယာနဲ့ကျွန်တော်လက်ရှိအသင်းပိုင်ရှင်နေထားနဲ့ပတ်သက်လို့ရှိရင်မနီညာကပွက်လို့ရိုက်ခဲ့တဲ့မနီကပွက်လို့ရိုက်ခဲ့တဲ့သတင်းတွေအတိုင်းပဲပေါ့ဗျာကျွန်တော်သာဆက်ပြီးတော့ဒါထွက်လာတာတွေကျွန်တော်ရှိတယ်အဲဒီချိန်မှာတော့ဒါ Chris Wheeler က report လုပ်ထားတာတွေပေါ့နော် ဲ့ဒါတွေကိုကျွန်တော်ဆွေးနွေးသွားကြပါမယ်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ဒီမနေ့ကကျွန်တော်ဒီပြောကြတဲ့အတိုင်းပဲသူတပြင်းပေါ့နော်ကျွန်တော်တို့ sorry ဘက်ကနေပြီးတော့တော်တော်ကိုပြောမလဲအဲအကောင်ကြီးပဲတပွေရနေပြီးတော့ဒါမှမဟုတ်တတိနေတင်လာတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဂျားထဲမှာပြိသက်တီကပေါ့နော်အစော်ပါလဲအသိပိုင်းရှင်မြဲပြောင်းလဲတော့မလားဘယ်လိုလဲဘာလဲပေါ့နော်တတိနေတက်ချက်ကျွန်တော်တက်ခဲ့တာဆိုတော့အခုဆိုလို့ရှိရင်အဲ့ဒီတုန်းကကျွန်တော်တို့အနေနဲ့ ခရစ်ဝီလာဆိုတဲ့ပေါ့နော်ဒီရပူတာကမန်ချက်စတာယူနိုက်တက်တောင်ရှိသူတွေရဲ့ဘက်ကတော့အဲ့ဒီအချက်လက်တွေကိုညင်းဆိုထားတယ်ဟေးဆိုတာမျိုးတွေပြောထားတယ်။နော်ပြောထားတဲ့အပြင်ကိုပဲကျွန်တော်ထပ်ပြီးတော့ခရစ်ဝီလာကပဲ report လုပ်ထားတယ်။သူကပြောထားလဲဆိုတော့ UAE အခြေစိုက်အဖွဲ့အစည်းတစ်ခုကပေါ့နော်မန်ချက်စတာယူနိုက်တက်အသင်းကိုဝယ်ယူလိုနေပြီးတော့အသင်းကိုရောင်းချဖို့အတွက်ကိုလည်းဂလီဇာမိသားစုထံကံလန်းချက်တစ်ခုပြုလုပ်ဖို့အတွက်ပြင်ဆင်နေတယ်ပေါ့နော်ဂလီဇာတို့ကတော့ယူနိုက်တက်အသင်းကိုရောင်းချမယ်ဆိုရင် 9ဘီလီယံကျော်အလိုရှိနေတယ်ပေါ့အဲ့ဒီအဖွဲ့အစည်းအနေနဲ့ United ကစားမဟောင်းတချို့ကတော့မှတန်တမန်တွေအဖြစ်ပါဝင်ဖို့အတွက်ချင့်ကပ်ထားပြီးဖြစ်တယ်ဆိုပြီးတော့ Chris Wheeler ကကျွန်တော်က report လုပ်ထားတယ်ဒါဟာကျွန်တော်တို့အနေနဲ့ပြည်သက်တွေအတွက်တော်တော်လေးကိုကောင်းတဲ့သတင်းလို့ကျွန်တော်ပြောရမယ်ပေါ့နော်။ဒါအပြင်ကျွန်တော်တို့အနေနဲ့အဲ့ဒီမတိုင်ခင်ကဒီ Talksport ကနေပြီးတော့ပေါ့နော်။ကျွန်တော်ထပ်ပြီးတော့ပြောထားတာကဒီ Turkey ပေါ်ပြခဲ့တယ်ပေါ့နော်။ ဒီ United ကိုဝယ်ယူလို့ရတဲ့ဆိုတော့ဒီဘာလဲအဖွဲ့အစည်းတစ်ခုက sorry တွေဘာတွေကမဟုတ်ဘဲနဲ့ UAE ကနေပြီးတော့ဖြစ်တယ်ဆိုပြီးတော့လည်းပြောထားတယ်အဲ့အဲ့ဒီရှိမှဆိုလို့ကျွန်တော် BBC ရဲ့ Simon Stone တို့ဘာလို့ကဘာပြောထားလဲဆိုတော့ sorry အကစားနာမည်ကြီးပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ဗောနော် Dorigi တင်ထားတဲ့ United ကိုဟို investor အသစ်တွေစီလက်လွှဲမယ်ဆိုတဲ့သတင်းတွေကို Manchester United ရဲ့အတွင်းသတင်းရင်းမြစ်တွေကညှင်းပယ်လိုက်ပြီးဖြစ်တယ်ဆိုပြီးတော့ ြောဘူးတယ်ပြောချင်တာကတော့ဗျာအဲ့ဒီတုန်းကသတင်းတွေကအဟုတ်မှန်မဟုတ်ဘူးပေါ့အဲ့ဒီရဲ့နောက်မှာမှ Talk Sport တို့ပြီးလို့ရှိရင်ကျွန်တော်တို့နေပေါ့နော်ဒီ Chris Wheeler ကတို့ကနေပြီးတော့ကျွန်တော်တို့ report လုပ်ထားတယ်အဲဒါကကျွန်တော်ပြည်သက်တီကြားထဲမှာဆိုလို့ချင်းပွဲလို့တွေကျွန်တော်ရိုက်လာတယ်ပေါ့နော်ပွဲလို့တွေပေါ့ကျွန်တော်ရိုက်လာတယ်အဲ Chris Wheeler တို့ကဟိုအရင်ကြီးပေါ့နော် Tier 1ပုံစံမျိုးတွေဒီ reline ပဲဖြစ်တဲ့နေရာမှာပါတာမျိုးတော့ကျွန်တော်အမြဲတမ်းပါနေတာမျိုးတွေကျွန်တော်မဟုတ်ဘူးတို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 းလည်းပဲ Talk Sport တို့ပါလို့လိုမျိုးကျွန်တော်ကြားမဲ့ရှောက်ပြောနေတဲ့သူတွေလည်းမဟုတ်ဘူးပေါ့နော် BBC ရဲ့ Simon Strong ကတော့ဗျာဒါအတင်းရဲ့ဒါအတွင်တရင်ရင်းမြစ်တင်နေသူတို့ကတော့တော်တော်လေးကိုရင်းနှီးတဲ့သူတွေပါတယ်ဆိုတဲ့အခါကျတော့ဒါကျွန်တော်တို့ကြားထဲမှာတွေးစရာတွေကျွန်တော်ဖြစ်လာတာဗောနော်ဟို Simon Strong လိုမျိုးကတော့ဒါဟာကျွန်တော်တို့အနေနဲ့ဗောနော်မဟုတ်မမှန်ဘူးလို့ညင်းထားတယ်သူတို့လည်းပဲနောက်ပိုင်းထွက်လာတဲ့သတင်းတွေကပြောစရာတွေကျွန်တော်ဖြစ်လာပြီဒါအပြင်ဟိုသူကိုယ်တိုင်ကလည်းဗောနော်အဲတူရကီဆိုတဲ့သူကိုယ်တိုင်ကလည်းအဲ့ဒီသူတင်ထားတဲ့သတင်းနဲ့ပတ်သက်လို့သူဆက်ပြီးတော့ Twitter မှာ tweet ထားတာတခုရှိတယ်ဘာဖြစ်လဲဆိုတော့အခုလက်ရှိတင်ထားတဲ့သတင်းကဗောနော် ဘလိုပြောမလဲသူ့အနေနဲ့ပေါ့နော်ဒါသူ့ရဲ့ nation ကလည်းမဟုတ်ဘူးပေါ့ပြောချင်တာကဒါဒူဘိုင်းအပါလဲဒီ sorry အာရေဗျကလည်းမဟုတ်တူနော်အဲ့ဒီ investor တွေကိုသူကိုယ်တိုင်ပါဝင်နေတိုင်းမျိုးလည်းမဟုတ်ဘူးပေါ့နော်သူကိုယ်တိုင်ပါဝင်နေတိုင်းမျိုးလည်းမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုပြောချင်တာက UAE အခြေစိုက်အဖွဲ့အစည်းတစ်ခုက Manchester United ကိုဝယ်ယူလို့တဲ့ဒါအချိန်ကြီးရှိနေပြီးတော့ဗောနော်အဲ့ဒီဝယ်ယူရင်းနဲ့ပတ်သက်လို့လည်းဂလီဇာမိသားစုတန်ချင်းကပ်မှုတွေပြုလုပ်ထားပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဒါဟာ international break တော်တွင်မှာ မန်ချက်စတာယူနိုက်တက်တော့ဘောင်းဆောင်ဆိုလိုသတင်းတွေထွက်လာတဲ့အနေထားပေါ့လေနော်ဘောင်းဆောင်ဆိုလိုသတင်းတွေထွက်လာတဲ့အနေထားဒါကြတော့လို့ဒီမှာဆိုလို့ရှိရင်အသင်းအနေနဲ့ဟိုဒီပိုင်ရှင်အပြောင်းလဲတွေကတော့ကျွန်တော်အများကြီးပြောစရာတွေဖြစ်နေ ਉ မှာပဲဘာလို့လဲဆိုတော့အရင်တုန်းကတော့နီးပြတဲ့သတင်းပေါ့လေနီးပြရဲ့အနာဂတ်မတည်ငြိမ်ရာမျိုးတွေဘာတွေသတင်းတွေကျွန်တော်တို့ကအမှန်ကန်ထွက်လာအပြီးမှာအခုဆိုလို့ရှိရင်ကျွန်တော်တို့ကနီးပြကို အချိန်ပေးမယ်ဘာညာငြိမ်သွားတဲ့အခါကျတော့အသင်းပိုင်ရှင်တွေနဲ့ပတ်သက်တဲ့သတင်းတွေထက်ထွက်လာတော့တာပေါ့တခုပြီးမဟုတ်တခုဆိုသလိုကျွန်တော်တို့က เนาะအတင်းဘက်ကတရင်နေကျွန်တော်တခြားဆိုလို့ကျွန်တော်ထွက်လာတယ်ဆိုတော့ဟိုဒါကြောင့်မနော်ဒါ UAE အခြေစိုက်အခြေစိုက်ပဲဖြစ်ဖြစ်ကျွန်တော်ဒါ sorry အခြေစိုက်ပဲဖြစ်ဖြစ်ဒါအတင်းနဲ့ပတ်သက်လို့ကျွန်တော်ဒီ investment တွေဘာတွေလုပ်ဖို့ဘောနော်ပြောရှင်အတင်းပိုင်ရှင်ဖြစ်ကျွန်တော်ဒါပိုင်ဆိုင်ခွင့်ရဖို့ထပ်ပြီးတော့တရင်နေကျွန်တော်ဘောနော်ဒါတက်လာတယ်ဆိုတော့ဟိုဒီဂလီဇာတို့ဘာလို့ဘက်ကတော့ဗျာအမှန်ကန်ပြောရရင်ပေါင်5ဘီလီယံလောက်ရလို့ရှင်တော့သူတို့ရောင်းမှာပဲ Sergeant Redcliffe ကိုပဲဖြစ်ဖြစ်တခြားဘသူပဲဖြစ်ဖြစ်5ဘီလီယံလောက်ရတယ်ဆိုလို့ရှင်တော့သူတို့ရောင်းမှာပဲ နော်ပေါင်5ဘီလီယံဖြစ်ဖြစ်ဒေါ်လာ5ဘီလီယံဖြစ်ဖြစ်ပေါ့နော်သူတို့ရောက်မှာပဲဒါဘယ်လိုမျိုးလူတွေပဲလာဝယ်လာပဲသူတို့ကရောက်မှာပဲဒီတယ်မလားအခုကအဲ့လောက်ကြီးကြီးပေးမဲ့သူမရှိသေးလို့ဒါသူတို့အနေနဲ့လုံးဝဘာမှန်မလို့ရှားသေးတာစာချင်မျိုးပါတော့ကိုကျွန်တော်ဒစိတ်တစ်ပိုင်းရောင်းချတော့လဲကျွန်တော်ကြည့်ပါလားသူတို့အနေနဲ့ပေါ့နော်အဲ့တလောက်ဒီစာချင်နေနဲ့အကုန်လုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဟိုပေါင်5ဘီလီယံကျော်တန်ကြီးတက်မှတ်တဲ့ပမာဏနဲ့ကွက်တီဖြစ်လို့နော်သူတို့အဲ့ဒီဒစိတ်တစ်ပိုင်းကိုသူတို့ကရောင်းတာဗျာ ဒီကျွန်တော်တို့ဝါရီပါရီစီမရောက်မဲနဲ့ sorry တွေပါရီစီမရောက်မဲနဲ့ဆိုတော့ပြောချင်တာကနောက်ထပ်ဘဲအဖွဲ့စည်းပဲဖြစ်ဖြစ်တကယ်ခေါ်ဖို့ကြိုးပမ်းလာမယ်ဆိုရင်เนาะတကယ်ခေါ်ဖို့ကြိုးပမ်းလာမယ်ဆိုလို့ရှိရင်9ဘီလီယံလောက်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပါတို့က Ineos ပါလဲဆို Ineos တယ်ပါလဲဒီကလေးသားတို့ပါတို့ကရောက်မှာပဲရောက်မှာပဲဆိုတော့စောင်းတော့ကျွန်တော်ကြည့်ရမယ်ပေါ့လေအခုချိန်ထိတော့အရန်ကြီး concrete ဖြစ်တဲ့တည်င်းမျိုးတွေကျွန်တော်ပေါ်မလာသေးဘူးဆိုတော့ဈားထဲမှာကျွန်တော်ယူဆချက်တွေလောက်ပဲကျွန်တော်ရှိသေးတဲ့ပုံစံမျိုးပါ ဆိုတော့လာမယ့်ရက်ပိုင်းဒီမှာဆိုလို့ရှိရင်ဒီသတင်းနဲ့ပတ်သက်လို့နည်းနည်းရှင်းရှင်းလင်းလင်းသိရတယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပေါ့လေဗျာဟုတ်တယ်မလားနော်စောင့်နေကျွန်တော်ကြည့်ရပါမယ်နော်စောင့်နေကျွန်တော်ကြည့်ရပါမယ်မင်္ဂလာပါတဲ့မင်္ဂလာပါဆက်သမိုင်းနော်ဒီနေ့ည game live ရှိတာဒီနေ့ညကတောက်ကြနေဆိုတော့မရှိပါဘူးဆက်သမိုင်းနော်ကျေးဇူးများကြီးတင်ပါတယ်နော်ကိုအောင်ဖြူကျော်ကြီးမင်္ဂလာပါဆက်သမိုင်းနော်ကိုအောင်ဖြူကျော်မင်္ဂလာပါနော်ကိုအောင်ဖြူကျော်ကလေးတည်ရနော်ဘယ်လိုပြောမလဲဟိုကျေးဇူးတင်တယ်နော်ကျေးဇူးတင်တယ်ကျွန်တော်တို့ live သွားတိုင်းပေါ့နော် live သွားတိုင်းဗီဒီယိုတွေတင်တိုင်းအမြဲတမ်းဆိုသလိုသူကနော် ထိတ်ဆုံးမှထိတ်ဆုံးမှအမြဲတမ်းကျွန်တော်တို့အနေနဲ့ဒါ comment တွေပါတွေမှတ်ပေးတာเนาะအချင်းကြီးများဒီမှာလည်းကိုယ်ကပြုကြနော်ဆိုတော့ကျန်တဲ့သူတွေလည်းကျွန်တော်တို့အများကြီးရှိပါတယ်เนาะ comment တွေပါတွေမမှတ်မိမဲ့လည်းလို့ပေါ့เนาะဒါစောင့်ကြည့်နေကြတဲ့သူတွေအများကြီးရှိတယ် notification တွေပါတွေတက်လာပြီဆိုတာနဲ့လာလာပြီးတော့ကြည့်ပြနေကြတာဆိုတော့တောက်ချင်းချင်းကိုချီးသူများကြီးဒီမှာလည်းเนาะအဲယွန်းမီတဲ့ချီးသူများကြီးဒီမှာလည်းမင်္ဂလာပါတဲ့ကိုရဲ့ဆွေမင်္ဂလာပါစာချင်းတို့ကရောင်းပါမလားတဲ့เนาะစာချင်းတို့ကတော့ပေါ့เนาะရောင်းပါမလားဆိုတော့ဒီစာချင်းအနေနဲ့ပေါ့เนาะ လို့ကလေးစားပိုင်ဆိုင်တဲ့ပမာဏကိုတော့တွားပြီးတော့ပတ်သက်ခွင့်မရှိဘူးထင်ပါတယ်။စာချင်းကသူ့အတူကျွန်တော်တို့ကအတိုင်းအတာတစ်ခုကြီးမှတချင်းစာချင်းကကျွန်တော်တို့20%ပိုင်ရထားပါတော့ဗျာ။နော်ကျန်တဲ့80ရာခိုင်နှုန်းကိုကျွန်တော်တို့ကထားပါတော့ဒီကလေးစားတို့ကပိုင်နေသလိုရှိရင်ကလေးစားတို့ကသူတို့ပိုင်ဆိုင်တဲ့အရာကိုရောင်းချင်နေဆိုရင်စာချင်းမနေနဲ့ဘာမှကျွန်တော်တို့သိပြီးတော့ပြောပိုင်ခွင့်မရှိဘူး။အကယ်လို့ဝယ်ချင်တဲ့သူကကျွန်တော်အဲ့ဒီပိုင်ရှင်2ယောက်စလုံးစီကနေပြီးတော့အကုန်ဝယ်ချင်တာဆိုရင်အဲ့ဒီပိုင်ရှင်2ယောက်စလုံးနဲ့ညှိနှိုင်းဒီနေရာမှာစာချင်းကတစည်းခေါ်တာမျိုးပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ဒီ ဘယ်လိုပြောမလဲဒီဂလီစာတို့ကတစည်းခေါ်တာမျိုးပဲဖြစ်ဖြစ်ဒါတွေကဖြစ်လာမှာနောက်ခုလာကစာချင်းပိုင်ဆိုင်တဲ့အရာကိုဝယ်ခြင်းနေဆိုရင်လည်းပဲဝယ်လို့ရအောင်ရမှာပဲဒီနော်ဒါပေမဲ့ဒါတွေကနည်းနည်းအရင် detail ကြတဲ့အရာတွေဆိုတဲ့အခါကျတော့ကြည့်ရကြည့်ရမှာပဲနော်ဟိုဘယ်လိုပြောမလဲအနေထားကဗောနော်အနေထားကကျွန်တော်တို့အနေနဲ့စာချင်းမျိုးစီကဝယ်တာမျိုးမဟုတ်ဘဲနဲ့ဂလီစာတို့စီကနေဝယ်တယ်ဆိုတော့ပုံစံမျိုးကျွန်တော်ဖြစ်နေတော့စာချင်းမျိုးဆက်ရှိရင်ရှိမယ်ဒါပေမဲ့ဂလီစာတို့စီကပိုင်ဆိုင်တဲ့ တတို့ဒီပမာဏတွေကိုတော့သူတို့လိုချင်တဲ့သဘောမျိုးဖြစ်ကောင်းလေးဖြစ်မှာပေါ့လေအခုလက်ရှိချိန်ကြီးသူတို့ကပေါ့နော်ဘယ်ဟာကိုဘလူလဲပါညာပြောထားပြောမထားသေးဘူး Manchester United ကိုနော်တကယ်အဖွဲ့အစည်းတွေတကူကဝယ်ချင်တဲ့ဟေ့ပါညာလောက်ပဲကျွန်တော်ရှိသေးတာဆိုလာမယ့်ရက်ပိုင်းတော့တွင်ဒါမှမဟုတ်ဒီနေ့ညနေပိုင်းလောက်မှာဆိုလို့ရှိရင်ကိုပဲထပ်ပြီးတော့ဒီဒီကြားတဲ့သတင်းတွေမြန်တွေ့ရမလားပေါ့လေပိုင်ရှင်အပြောင်းလဲတွေကတော့အများကြီးထပ်ပြီးတော့ဖြစ်ဖို့တော့အဲကျွန်တော်တို့မျှော်လင့်မထားဘူးမှန်တမ်းပြောရင်ဘာကြောင့်လဲဆိုတော့ဒီပိုင်ရှင်အပြောင်းလဲဆိုတာမျိုးကကျွန်တော်ဖြစ်ဖို့အတွက်ကမလွယ်ဘူးပေါ့နော် เนาะပေါင်ဘီလီယံနဲ့ကျွန်တော်တို့ချီပြီးတော့ဝယ်ဖို့အတွက်ဘာဖြစ်ရပါလဲလက်ရှိစာချင်မျိုးပါတော့ဝယ်တော့ငရဲကကျွန်တော်ကြည့်ပါလားဘလောက်တောင်ကျွန်တော်ကြာခဲ့တယ်လေဆိုတာလေเนาะအဲ့လိုမျိုးတွေကလည်းကျွန်တော်ရှိသေးတာမင်္ဂလာပါတယ်မင်္ဂလာပါဆက်သမားရေနော်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါဗျာတယ်နော်ကိုထွန်း sorry ပါကိုထွန်းရေနော်အချိန်မီတိကြောက်တယ် sorry ပါဆက်သမားနော်မနေ့ကကျွန်တော်တို့နေကျွန်တော်အိပ်ပြောသွားတယ်ဆရာကြီးကျွန်တော်မှအင်္ဂလန်ဘွဲကြည့်မလို့လောက်တာတော့ကျွန်တော်မကြည့်လေရဘူးနော်အင်္ဂလန်ဘွဲကြည့်မလို့လောက်တာမကြည့်လေရဘူးညောင်းကြည့်သွားတယ်မနေ့ကမနေ့ကမနေ့ကကျွန်တော် ဟိုဗာလဲဘလော့အတွက်ဘလော့အတွက်ကျွန်တော်သွားတဲ့နေ့နေနော်သွားတဲ့နေ့လို့ပြိုင်းသွားလို့ဆန်သမားကြီး sorry ပါ sorry တွေရဲ့ငွေငွေသုံးဆွဲနိုင်မှုနဲ့တဲ့စာချင်မျိုးရဲ့စီမံခံခဲ့မှုကိုပေါင်းဆက်စီကျင်တာဗျာတဲ့အဲကျေးဇူးများတင်ပါတယ်ကိုအောင်မျိုးကြီးနော်ကျေးဇူးများတင်ပါတယ်အဓိကတော့ဘယ်လိုပြောမလဲ sorry တို့ကငွေသုံးဆွဲနိုင်မှုဆိုပြီးမဲ့လဲလို့ပေါ့နော်အသင်းကိုရောက်လာပြီးတော့အကုန်လုံးလက်လို့စပဲသုံးချင်မှသုံးမှာပေါ့လေနောက်တစ်ခုကဟိုဘယ်လိုပြောမလဲ sorry တွေကရောက်လာပြီးဆိုလို့ရှိရင်တို့ကလည်းအားကစားပိုင်းကို control လုပ်ချင်တာမျိုးလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်အခုလိုလို့ဆိုတော့စာချင်မြင်က အဲအကုန်လုံးကိုဗောနောအားကစားပိုင်းကိုကျွန်တော်တို့ထိန်းချုပ်နေတာဗောလေဒါပေမဲ့အဓိက majority owner ကအကယ်လို့မြန်ပိုင်ရှင်တစ်တွေရောက်လာတယ်ဆိုလို့ချင်းပိုင်ရှင်တစ်တွေဖြစ်သွားမှာဗျာအဲကြလို့ချင်းတို့ရဲ့ဘက်ကလည်းအားကစားပိုင်းကန်တာနဲ့အားကစားပိုင်းကန်တာကိုထိန်းချုပ်မှုနဲ့ပတ်သက်လို့ပြန်ပြီးတော့ဒါတို့အနေနဲ့ဗောနောဆွေးနွေးရင်ဆွေးနွေးမှာပဲငါတို့ကိုယ်တိုင်စီမံခြင်းနဲ့ငါတို့ကိုယ်တိုင်ခံကွဲခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်လာမှာပဲလည်းတော့ဆိုတော့ Ineos တို့ရဲ့ဘက်ကတရားကိုထိန်းချုပ်ထားတာဗောနောကောင်းချီးကြည့်ရမှာပဲเนาะမင်္ဂလာသတင်းပဲဗျာတဲ့ကိုစွန့်နိုင်မင်္ဂလာပါမင်္ဂလာပါမင်္ဂလာသတင်းပဲเนาะ ဘိုင်ရှင်ပြောင်းရင်းနဲ့ကွင်းသစ်စီမံကိန်းကရော80နိုင်သလားတဲ့နော်အဲဒါကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲနည်းနည်းလေးပြောရခဲရင်းနေပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘာမှမသိရသေးဘူးမသိရသေးဘူးဆိုတာလက်ရှိကွင်းသစ်စီမံကိန်းကိုဂလီစာကတွားနေတာမဟုတ်ဘင်းနဲ့စာချင်းကတွားနေတာပေါ့နော်ဘိုင်ရှင်အစ်တရောက်လာတယ်ဆိုလို့ရှိရင်သူတို့ကစာချင်းစီကဝယ်တယ်ဆိုရင်တော့တမျိုးပေါ့ဗျာဒါမှမဟုတ်ဂလီစာစီကဝယ်ဝယ်မယ်ဆိုလို့ရှိရင်တော့ဘာမှမပြောမရအောင်နော်အဲအဲဘိုင်အဲအဲကွင်းသစ်ကိစ္စကပြောရခဲရင်းနေ နော်ဆိုတော့ကျွန်တော်ကတော့တိတ်တော့ဖြစ်နေမှာမထင်ပါဘူးဒါပေမဲ့ပြပေါင်းကမင်းငါဘယ်လို5ဘီလီယံ6ဘီလီယံ3ဘီလီယံကိုကုန်ပါလေးသေးလားနော်တို့2ဘီလီယံတော့ကုန်ပါနော်ဆိုတော့ကွင်းတိက2ဘီလီယံရတယ်မနော်2ဘီလီယံတော့ကုန်မယ်ဆိုတော့အခါကျတော့မင်းမနေဘူးဗျာသေးလားမနေဘူးအဲ့လိုကန်တာတွေကနည်း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 ပြုတ်ဝေးသေးတယ်လို့ကျွန်တော်ထင်တယ်ဗောနော်မီဒီယာတွေရဲ့အာယုံကိုလှည့်စားလိုက်တာပြားတယ်နော် MO တွေပုံမကြောက်ရောက်စီခြင်းလို့ပါတယ်နော်အဲပြောမရအောင်ဟုတ်ချင်လဲဟုတ်မှာပဲနော်ပြောမရအောင်ဆရာမောင်ကိုမောင်ကျော်နော်အောက်ချင်လဲဟုတ်မှာပဲဒါမြေလောလောဆယ်တော့ အဲနီးပြရူဘင် MOD ကိုအဲ့တလိုမျိုးအချိန်ပေးမြပိုင်းညာအတိကျပြောပြီးသွားပြီဆိုတဲ့အခါကျတော့ထက်ပြီးတော့ဗောနော MOD နဲ့ပတ်သက်လို့ရှိရင် pressure တွေတော့ရှိတော့မယ်လို့တော့ကျွန်တော်တို့မထင်ပါဘူးเนาะ ယူနိုက်တက်ပွဲမရှိတော့ပြင်းနေပြားတယ်နော်။ Okay ပါကျေးဇူးများကြီးတင်ပါတယ်။မင်္ဂလာပါတဲ့အဲယူနိုက်တက်အသင်းကြီးနဲ့ပြားတယ်လက်ရှိအချိန်ကြီးပို့ပြီးတော့တိုးတက်ချင်နေဆိုဘာလဲပြောင်းလဲတင်။ဒါတွေကတော့ကျွန်တော်တို့အနေနဲ့နေတိုင်းဆိုလို့ပြောနေကြတာပဲနော်။အပြောင်းလဲဘာလဲလုံးတင်တယ်လဲဘာညာဆိုတော့ဒါတွေကတော့ကျွန်တော်တို့ထူးထူးခြားခြားမပြောတော့ပါဘူးဘရဒါကြီးနော်။ကျေးဇူးများကြီးတင်ပါတယ်။အဲလီဗာပူးကားတဲ့နိုင်ပွဲပြန်ရတော့မေပြားတယ်နော်။ယူနိုက်တက်နဲ့ဆိုတော့လေနော်။အဲဆရာနော်ကိုဖလိုဆိုမှလာတာဒီမဲ့လီဗာပူးဖန်ဖြစ်ရမယ်နော်။ဒီမဲ့လီဗာပူးဖန်ဖြစ်ရမယ်ဆရာသမားကြီးနော်။ကြီးကျက်တက်လုံးနော်။ အမ်မိုရင်းကိုသုံးဘွဲဆက်တာမရှုံးဘူးသေးဘူးခင်ဗျားတို့သုံးဘွဲဆက်တာရှုံးထတာရယ်နော်ဒီလိုအမ်မိုရင်းကိုရှော့မတွက်နဲ့အဲတွေးမယ်တွေးမယ်အန်ဖီကြမှာခင်ဗျားတို့တွေးမယ်ဗျာဘောပေါ့လားနော်အန်ဖီကြမှာခင်ဗျားတို့တွေးမယ်နော်မင်္ဂလာပါโอเคပါအဲ live လို့ရှိရင်ねဘောလုံးပွဲနေတယ်နော်တခါလေး live ပြင်ပါလားပြည့်ရပွဲနော်ဘယ်လိုဘယ်လိုဘောလုံးပွဲနေနော် အဲဆိုတော့ခဏလေးဆက်သွားမယ်နော်မြန်မာရှုံးသွားတယ်ပြ51နဲ့တဲ့နော်ဟုတ်လားနော်မကြည့်လေးရပါဘူးဒီများတွေကတော့ပထမပိုင်းနေတင်3စီဖြစ်နေပြီဆိုတော့ခါကျတော့တော်တော်လေးစိတ်ပြက်တယ်ဗျာညာလည်းပြောကြတာပဲနော်ဆန်တန်နဲ့ပွဲကြည့်ရတာကတော့ဗျာလေအားရတယ်တဲ့ဒါပေမဲ့လာမယ့်ပွဲမှာလေပေါင်းနဲ့ပွဲကူတော့အဆောင်ကြည့်အောင်ပါပဲတဲ့ဘယ်တော့တူတက်လာမလဲဆိုတာတော့နော်အဲတူတက်ပါစီလို့ကျွန်တော်မျှော်လင့်ရမှာပေါ့လေပြီးခဲ့တဲ့နှစ်ကတိုင်ပတ်နေပါတယ်ဆိုတဲ့အချိန်မှာတောင်မှကျွန်တော်ဒီလီဗာပူးကိုဒုက္ခပေးနိုင်ခဲ့တဲ့အချက်ခိုက်တန်လေးတွေကျွန်တော်ရှိတယ်ဆိုတော့ အဲ့ဒီအတိုင်းကျွန်တော်တို့ထွက်ပြီးတော့ပုံဖော်နိုင်မလားကျွန်တော်ကြည့်ရမှာပေါ့လေဗျာနော် MODing ကိုထုတ်ပြရတယ်မထုတ်ဘူးဆရာသမားကြီးနော် MODing ကကျွန်တော်ကတို့နောက်ထပ်နှစ်နှစ်အချိန်ပေးမှာပါနောက်ထပ်နှစ်နှစ်ကျွန်တော်အချိန်ပေးမယ်ဆိုတဲ့အခါကျတော့ MODing အလုပ်ဖြစ်ဖို့ပဲကျွန်တော်တို့ဝိုင်းပြီးတော့မျှော်လင့်ရမှာပဲနော်ဒီနေရာမှာကျွန်တော်တို့ကတော့ထုတ်စီခြင်းနဲ့ပြောင်းလဲစီခြင်းနဲ့ဆိုတဲ့ညီကိုတချို့ရှိရဲဆိုပေမဲ့လည်းလို့ဗျာနော်ပိုင်ရှင်ကမပြောင်းဘူးလို့ပြောထားတယ်ဆိုတော့ကျွန်တော်တို့လက်ရှိမျှော်လင့်ရမှာဒီ MODing ရဲ့လက်ရှိသွားနေတဲ့ပုံစံနဲ့အလုပ်ဖြစ်ဖို့ တော့ကစားမားတွေရဲ့ဘက်ကလည်း MOD လူဂျင်နာတွေကိုကောင်းကောင်းပံ့ပိုးပေးနိုင်မှု MOD လူဂျင်နဲ့တိုင်းလိုက်ပြီးတော့ကစားပေးနိုင်မှုနော်ကျွန်တော်ညွှန်လင်းရမှာပဲဆိုတော့ MOD ကိုမထုတ်ဘူးဆိုမှတော့ MOD အနေနဲ့ပေါ့နော်အလုပ်ဖြစ်တဲ့အရာတွေကိုအပြောင်းလဲဖြစ်ဖို့ကျွန်တော်ညွှန်လင်းရမှာပဲနော် MOD နဲ့ရှေ့ဆက်သွားမယ့်နေသားမျိုးမှာ MOD အောင်မြင်မှုရဖို့ပဲကျွန်တော်ညွှန်လင်းရမှာပဲလေနော်ဆိုတော့အဓိကအဲ့ဒါပဲနော်ဆက်သမားရေနော်အဲစူပါချက်ကိုဘယ်လိုပေးရတယ်လဲပေးမရဘူးဖြစ်နေတယ်တဲ့ဟာလားကျွန်တော်ကအမှန်တမ်းပြောရင်ဖွင့်ဖွင့်ပေးတာတော့မှသူများလုတ်ပြီးလို့ဆက်သမားရေနော်ဖွင့်ပေးတာတော့သူများလုတ်ပြီးလို့နော်စူပါချက်ကဘယ်လိုလုတ်ကြတယ်တော့မသိဘူးဒီမေဗျာ ကျွန်တော် comment section နဲ့မှာပါတော့ show you are ဒီဒီ check ဆိုတဲ့ဘေးမှာဒေါ်လာဆိုင်းလေးရှိတယ်ဟိုအပေါင်းလက္ခဏာနဲ့ check ရဲ့ဂျာကလေးအဲ့ဒေါ်လာဆိုင်းလေးကိုနှိပ်လိုက်ပြီဆိုရင် super stick ကတဲ့ super check တဲ့เนาะအဲ့မဲ့ super check ဆိုတဲ့ဟာလေးနှိပ်ရတယ်ထင်ပါတယ်နှိပ်လိုက်မယ်ဆိုရင်အော်ကျွန်တော်ကပါတော့အဲเออ message ဒီပါရေးရေးလို့ရတယ် okay ပြီးလို့ရှင်ကိုပေးခြင်းတော့အမောင်လေးဝါဖြစ်လို့ရတယ်ပြီးလို့ရှင် buy and send ဆိုပြီးတော့အောက်ကလေးနှိပ်ုံပဲထင်ပါတယ် အောက်ကနေနဲ့အဲ့ဒါက credit card ဒီဘိုင်းနဲ့တွဲရတာလားမသိဘူးဆယ်တမလှုပ်ရှုပ်ပါလေမလှုပ်ပါနဲ့ခင်ဗျားတို့လည်းနော်ဘာလို့မောင်ဒီတိုင်းလေးပဲဝါဖြစ်ပါချစ်တီများနေပါလေနော်မြေဒီတိုင်းလေးကြည့်ရင်ကိုပဲနော်အကယ်လို့မြန်မာနိုင်ငံကြည့်တယ်ဆိုလို့ချင်းဘူဘီယန်လေးဘိုင်းနဲ့ကြည့်ပြတယ်ဆိုရင်ကိုပဲမြေတော်တော်အဆင်ပြေနေပြီဆယ်တမနော်ချစ်တီများနေပါလေ Resman White လည်းကညကလည်းကျန်းသွားတယ်နော်တဲ့အေးဒူဂူလည်းကိုသွင်းနေပြောတယ်နော်ကျွန်တော်ခဏလေးဒိမ့်မဲ့ပွဲလေး ဒိမ့်မဲ့ပေါ်လေးကျွန်တော်ရှိုးလိုက်မယ်နော် Z6 တယ်နော် Belarus နဲ့အဲ Resma White နဲ့2ဂိုးတယ်နော် Patrick Dugu တကူးသွင်းတယ်နော် Okay Congratulation Congratulation All right ဒါကညကိုကောင်ကြီးရဲ့အချိန်ကြီးလားညာကိုကောင်နေတဲ့ချင်းဒီ resmat ကသွင်းသွားပြန်ပြီเนาะ main new ကိုလည်းမရောဘဲအငှားဆိုလို့ရှိရင်ရောအငှားနဲ့ရင်သွားမှာပါဒီမိုဆန်နဲ့ဆိုရင်ကိုယ် main new ကအငှားနဲ့အဓိက main new ကိုလက်မလွတ်လဲရတဲ့အကြောင်းရင်းကတခုပဲရှိတယ်ဗျာเนาะကွင်းလေကစားမအတိတ်အစားမထိုးရသေးလို့ဒါပဲเนาะ အငှားနဲ့သွားမှာပါအပြစ်တက်တော့ရောင်းလိမ့်မယ်မထင်ပါဘူးနော်နီးပြကောင်းမှာတော့လက်ခံပါရဗျာတဲ့အခုဖြစ်နေတာကနီးပြကြောင့်မဟုတ်ဘူးလို့ထင်တယ်တဲ့ကစားမတွေကအတုံးမကြတာတဲ့နော်ခြေသူများကြီးဒီမှာတဲ့အဲခြေသူများကြီးဒီမှာတဲ့အာဆင်နယ်ဆိုလည်းဗျာတဲ့ကွင်းတစ်ကွင်းတစ်ကွင်းတစ်ဆောက်ပြီးတော့တဲ့၄ရာဒီလောက်ငွေမတုံးနိုင်ခဲ့ဘူးတဲ့နော်အခုအခုလို့ဖြစ်မှာကိုစိုးရိမ်တာဗျာတဲ့အခုလည်းပဲတဲ့နော်အဲဘယ်လိုပြောမလဲစောင်းတော့ဒါဒါလည်းပြောဖို့ခင်းနေတဲ့ topic တစ်ခုပေါ့နော်ဘာကြောင့်လဲဆိုတော့ဘယ်လိုပြောမလဲငွေမတုံးနိုင်ဘူးဆိုအဓိကကျွန်တော်တို့ကငွေက တရာစီကိုသုံးတန်း3,500သုံးလို့မလိုဘူးဗျာကျွန်တော်တန်း100လောက်တရာစီတရာစီကိုတန်း100လောက်သုံးရင်သုံးနေဆိုလို့ရှိရင်ကိုပဲလုံလောက်နေပြီအဓိကကျွန်တော်တို့ကသုံးလိုက်တဲ့ငွေတွေကမထီရဘူးပြင်နေတာကစားမားတွေကိုခေါ်ရဆိုလို့ရှိရင်ငွေတွေကဘယ်တော့မှမထီရဘူးပြင်နေတာဘာလို့လဲဆိုတော့ကျွန်တော်တို့ကကစားမားတယောက်ကိုဝယ်တဲ့တန်း90လောက်ပေးပြီးပေးရတယ်ဆိုအဲ့ကောင်တရာစီပဲအဲ့တရာစီပြင်အစင်မပြေတော့ဘူးဖြစ်နေတာဒါတွေကမှားတဲ့ investment ကြီးပေါ့နော်မားတဲ့အကြောင်းပဲဒီเนาะအဲ့လိုမျိုးငါတန်း90လောက်ပေးရတဲ့ကစားမားဒီအနည်းဆုံး၄နှစ်လောက်သုံးလို့ရနေရမှာ ဒါဆိုလို့ချင်းတနီယာသာစိတ်ချသွားတယ်။ defensive midfielder တယောက်ကိုခေါ်တယ်။တန်း90ပေးရတယ်။အိုက်ကောင်ကိုကျွန်တော်တို့လည်း၄နှစ်လောက်သုံးလို့ရတယ်ဆိုရင်ဒါအဆင်ပြေပြီ။တကယ်တမ်းကအဲ့လိုဟောက်ကအခုကတတနှစ်ပဲဆက်ပိုးသုံးလို့မရဘူးဖြစ်နေတယ်။ဒါတွေကကျွန်တော်ငွေမသုံးနိုင်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်။ဟိုငွေသုံးတဲ့ငွေတွေမှန်မှန်လို့ဖြစ်နေတာဗျာ။နောက်တစ်ခုကကွင်းတစ်ဆောက်ရင်တိုင်ပက်သွားမယ်ဆိုရယ်ဆိုတာမျိုးကလည်းဒါကလည်းကောင်းကောင်းနားလေစရာပါ။သို့တော်လည်းအတင်းမှာအဲ့ဒါတွေကိုကာပါပေးနိုင်တဲ့အရာတစ်ခုကျွန်တော်ရအောင်ဖန်တီးရလိမ့်မယ်။ဒါကကျွန်တော်အနေနဲ့ပေါ့နော်။ဥရောပပြိုင်ပွဲတွေကိုဝင်ကစားခွင့်ရဖို့ပဲ။ ရောပါပြိုင်ပွဲတွေဝင်ကစားခွင့်ရတယ်ချန်ပီယံစ်လိပြိုင်ပွဲတွေကိုဝင်ကစားခွင့်ရတယ်ဆိုလို့ရှိရင်အဲ့ဒီရဲ့ cost တွေကိုကာပါလုတ်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် Okay ခင်ဗျားလည်းညကမြန်မာဝဲကြည့်ရင်စဲနေရမှာဗျာလေနော် Okay နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့တွားရအောင်ပါနော်နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့တွားရအောင်ပါဒါကတော့အသင်းပိုင်ရှင်နဲ့ပတ်သက်လို့ပေါ့လေဒီနေ့မှာ Fabrizio Romano ပြောထားတာကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့ဂျွန်လာမှာစာချုပ်တရံကုန်မဲ့နောက်ခံလို့ဟယ်ရီမက်ဂွိုင်းယားကိုစာချုပ်တရံတူဖို့အတွက်ဆွေးနွေးမှုတွေပြုလုပ်နေတယ်ပေါ့နော်ဟယ်ရီမက်ဂွိုင်းယားကလက်ရှိရနေတဲ့လောက်ခလာဇာကိုဘယ်လိုပြောမလဲဟိုလောက်ခလာဇာထက်နည်းတဲ့ပမာဏကိုသဘောတူခဲ့မယ်ဆိုရင်တော့ပေါ့နော်စာချုပ်တစ်အတွက်သဘောတူညီမှုရဖို့မြန်မြန်ဆန်ဆန်ကိုအချိန်ကြီးကောင်းသွားနိုင်တယ်မာလာစီယာကတော့2026ခုနှစ်မှာအသင်းကနေပြီးတော့လုံးဝမထွက်ခွာမှာဖြစ်ပြီးတော့စာချုပ်တစ်ချုပ်ဆိုမှာမဟုတ်ဘူးပေါ့ နော်မာလာစီယာကိုတော့ကျွန်တော်တို့ကစာချုပ်တွေချုပ်ဆိုစရာမလိုပါဘူး။ဘာလို့လဲဆိုတော့မာလာစီယာဟာ full back player တယောက်ဖြစ်တဲ့အတွက် wing back ကိုအပြုတ်ကစားတဲ့ Eric Amorin ရဲ့ကျွန်တော်တို့ပေါ့နော်။အသင်းမှာအဆင်မပြေနိုင်ဘူးပေါ့။အခုလက်ရှိအသင်းရဲ့လူစင်းတွေကိုပြန်ပါလိုင်းလာပြန်ပါလာနိုင်မယ်ဆိုရင်တော့မှပေါ့နော်။မာလာစီယာအတွက်ကအဆင်မပြေနိုင်ဘူး။ဆိုတော့ကျွန်တော်တို့မာလာစီယာကိုလက်လွတ်ရမှာပဲ။နော်လက်လွတ်ရမှာပဲပြီးလို့ရှိရင် wing backs တွေနဲ့အစားထိုးရမှာပဲဆိုတော့မလာဆီယာကတနဲ့မတူးနိုင်လို့ပြဿနာမရှိဘူး။ဟယ်ဒီမကွိုင်းယားကတော့ကျွန်တော်ဟိုတနေ့ကလည်းပြောခဲ့တဲ့ဒီ မန်ချက်စတာယူနိုက်တက်တို့ဘာလို့ရဲ့ဘက်ကမကွမ်းရကိုတတန်တို့ဘူးလုံနေတဲ့ဘာညာတင်းနေစောစောစီးစီးတင်ခဲ့ကြတဲ့ကလေးကကျွန်တော်ပြောခဲ့တယ်မကွမ်းရနဲ့ပတ်သက်လို့ရှိရင်နံပါတ်1ကကျွန်တော်တို့ဘာနော်မကွမ်းရကိုတတန်တူဘူးဆိုတာထက်ငါတို့စန္ဒဘက်နေရာထပ်ပြီးတော့အားဖြည့်မာလာဆိုတာပဲမကွမ်းရနေရာမှာနောက်ထပ်စန္ဒဘက်ကောင်းကောင်းအစားထိုးနိုင်နေဆိုရင်ကျွန်တော်တို့ကဟယ်ဒီမကွမ်းရကိုတတန်မတူလေရတယ်ဘာလို့လဲဆိုတော့အသင်းအနေနဲ့ဘာနော်ဘယ်လိုပြောမလဲပူကောင်းတဲ့ကစားမတွေလူပြီးကိုနော်ခန်းစစ်မှာကစားမတချို့ရှိတယ်ဆိုမြင်လို့ကုကောင်တွေကအင်ဂျူရီနဲ့ပတ်သက်လို့ဘာမှအဆိုးမရတဲ့အခါမျိုးမှာ ကစားမအပူတယောက်ရှိနေတယ်အလကားမဖြစ်ဘူးတခုရှိတာကကျွန်တော်ရဲ့လာမယ့်ညရာကြီးအပြောင်းရွှေ့တွေဘာတွေမှာဆိုလို့ရှိရင်ဦးစားပေးလှုပ်ဆောင်အောင်မဲ့ကန်တာကကျွန်တော်ဒါကွင်းလည်းဖြစ်နေတယ်ကွင်းလည်းဖြစ်နေတဲ့ win backs တွေဖြစ်နေတဲ့အနေအထားမျိုးမှာအဲ့ဒီညရာတွေကို invest လုပ်လိုက်ပြီဆိုတာနဲ့ခံစင်မှုပေါ် invest လုပ်ဖို့ကကြောင့်ကျွန်တော်လေးတိုင်ပက်သွားနေတယ်အဲဒါကြောင့်ဘောနော United အနေနဲ့ဒီ Harry Maguire တို့ဘာတို့ကိုကျွန်တော်ဒါလို့ပြောမလဲတက်တန်းတူဘူးဆိုတာမျိုးကတော့ကွင်းလေတွေကိုအစားထိုးလိုက်လို့ဝင်းဘက်စ်တွေခေါ်လိုက်လို့ငွေတွေပါတွေသုံးဆွဲစရာမရှိဘူးဟေ့ ခန်းစစ်တွေကိုအစားထိုးလို့မရသေးဘူးဆိုတဲ့အခြေအနေမျိုးမှာမကွမ်းရတို့ကိုဆက်ထားလို့ကျွန်တော်ရတယ်ဗောနော်အဲ့လိုမဟုတ်ဘူးငါတို့အနေနဲ့ဗောနော်တန်း90လောက်တော့တုံးနိုင်တယ်ဟေးဆိုလို့ရှင်တော့စန္ဒဘက်မှာမကွမ်းရတို့ကိုတရန်ဆက်ပြီးတော့တိုးသိနေလို့ကျွန်တော်မထင်ဘူးဗောနော်မကွမ်းရတို့ကအတွေ့အကြုံရှိတဲ့ကစားမတွေမှန်ပြီးမဲ့တယ်လို့ကျွန်တော်ကဒီထက်ပိုကောင်းတဲ့ player တွေကိုကျွန်တော်ကမျှော်လင့်ရတော့မှာဆိုဟယ်ဒီမကွမ်းရတို့ကိုတရန်တူဖို့အတွက်ကျူးပန်းနိုင်မှုကတိတ်ပြီးတော့အချိန်ကြီးကောင်းဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗောနော်ညီကလို့ရောကျွန်တော်ဘယ်လိုမြင်ရလဲလေလက်ရှိမှာခန်းစစ်ကိုကျွန်တော်တို့ကဟယ်ဒီမကွမ်းရတို့ဘာလို့နေရာမှာအစားတွေပါထိုးသိနေတယ်လို့ညီကလို့ထင်ကြလား အဆူတော့ဆူတော့ဆူတော့တဲ့ကာနာချူကိုပြန်လူခြင်းလားလဲဘာလဲကာနာချူကိုပြန်လူခြင်းလားနော် ကာနာချူကိုအခုလောလောဆယ်ဆိုမင်းကာနာချူလည်းမင်း white line အောင်ပြန်လူခြင်းသေးတယ်ဟုတ်တယ်မလားမင်းရတယ်နော်ဘဲဦးကာနာချူကိုပြန်လူခြင်းလားဆက်သမားတဲ့အသင်းမှာမကောင်းတဲ့ကောင်တွေကပြားတယ်တခြားအသင်းကိုရောက်လို့ရှိရင်တအားကိုကောင်းတာတဲ့နော်အဲအသင်းမှာအသင်းမှာမကောင်းခဲ့တာတော့မဟုတ်ပါဘူးနော်တခြားအသင်းကြောင့်မှရုတ်တရက်ကြီးကောင်းသွားတာလည်းမဟုတ်ပါဘူးဒါတွေကိုကျွန်တော်ခဏတိုင်းပြောတယ်ကိုအသင်းရဲ့ဘက်က ရှိတဲ့ကစားမားတွေကိုပုံမှန်နေရာမှန်မှန်ကျွန်တော်မသုံးနိုင်လို့ပဲเนาะကျွန်တော်ပုံမှန်နေရာမှန်သူ့နေရာနဲ့သူမသုံးနိုင်လို့ကျွန်တော်တို့အတင်းမှာရုံးကန်ခဲ့ရတာเนาะ Resma Wildland တို့ဘာလို့ဂိုးသွင်းဖို့အတွက်ကျွန်တော်ထားအမင်းတိုက်စစ်မှုတွေကိုနောက်ကိုဆင်းခိုင်းပြီးတော့เนาะပြိုင်ဘက်ခန်းစစ်တင်နေဟလာเนาะဟိုဘာအမြင်ဘောတွေပဲကျွန်တော်ရှင်လူခိုင်းနေတာမျိုးတွေအခုဆိုလို့ချင်းကျွန်တော်တို့နေ Resma Wildland ရောက်သွားကြတဲ့ကနာပိုလီမှာ United မှာကစားလုံးငါလိုမျိုးမဟုတ်တော့တာဂိုးတွေသွင်းနေရပြီးအချိန်တွေကောင်းနေပြီဒါတွေအလကားမဟုတ်ဘူး စားမားတွေရဲ့ရည်ချင်းတွေကိုကျွန်တော်တို့ကသူ့နေရာနဲ့သူပုံမှန်မှန်သုံးနိုင်တဲ့အခါမျိုးတွေမှာအဆင်ပြေတာပဲအဲ့တော့ကစားမားတွေကို out of position တွေတုံးတယ်သူ့နေရာနဲ့သူမဟုတ်တာတွေကျွန်တော်တုံးတယ်ဆိုလို့ရှိရင်ကိုအစ်တင်မှာရုံးကန်မှာပဲသူများအစ်တင်မှာအဲ့လိုမှန်မှန်ကန်ကန်နေရာမှန်တုံးတယ်ဆိုလို့ရှိရင်တော့ကောင်းပါပဲလေဒီကစားမားတွေကိုနံပါတ်1ခေါ်တုံးကလေးကဒီကစားမားတွေကိုညှင်းလို့ဆိုပြီးတော့ခေါ်ခဲ့တာမှမဟုတ်တာကောင်းလို့ခေါ်ခဲ့တဲ့ကစားမားတွေကြီးပဲရဲ့ကိုအစ်တင်မှာတိုင်ပတ်ပြီးတော့သူများအစ်တင်ရောက်ရင်ကောင်းသွားတယ်ဆိုတဲ့မျိုးကဒါတိုက်ဆိုင်မှုမဟုတ်ဘူးဗျာဒီလားနော်ဒါတိုက်ဆိုင်မှုကျွန်တော်မဟုတ်ဘူး ိုတင်ရဲ့ဘက်ကကစားမတွေကိုအတုံးချတာပေါ်မှာကျွန်တော်မူတည်တယ်နော်ဘရူနိုဖာနန်ဒက်စ်ကိုနံပါတ်10ရုမှာထားပြီးတော့တဲ့ menu ကိုနံပါတ်8မှာပွဲထွက်တာလေးကြည့်ရရင်ကောင်းမယ်ဗျာတဲ့နော်ကျွန်တော်မြေရန်ပြောလို့ပဲအမ်မိုရင်ဟာကွင်းလေကစားမတွေစီကနေပြီးတော့လောင်းဘောသွားတာတွေကိုသူကမြင်ကျင်တာပါထိချက်နေနေနဲ့လောင်းဘောတွေကိုခက်မြင်မြင်သွားတာမျိုးကိုသူကမြင်ကျင်တာအဲ့လိုနေသားမျိုးတွေကိုကိုမင်းနူးကမလုံနိုင်ဘူးဖာနန်ဒက်စ်ကလောင်းဘောသွားတာကောင်းတဲ့နေသားမျိုးတွေမှာကျွန်တော်နေရိုးနံပါတ်10မှာလည်းနောက်ထပ်3ယောက်လောက်ရှိသေးတယ်ဆိုတော့ဖာနန်ဒက်စ်ကိုသူကကွင်းလေမှာဆွဲချလိုက်ပြီးတော့လောင်းဘောတွေပဲသွားစီကျင်တာ ဒါကြောင့် menu တို့လိုမျိုး short pass တီနဲ့ကွင်းလေကို control လုပ်ဖက်လုပ်တဲ့ player တွေကိုကျွန်တော်တို့ဘောနော်မမြင်ရတာပါဆိုတော့ mmoding login တွေက menu စီမှာတိတ်မရှိဘူးเนาะအဲ့တော့ကျွန်တော်တို့အနေနဲ့ကွင်းလေမှာ menu ရောက်လာတယ်ဆိုလို့ရှိရင် menu ကတော့ long body ပါတွေတွားတဲ့ player မျိုးမဟုတ်ဘူးဆိုတော့ mmoding login တာမရဘူး mmoding login တာမရတော့ mmoding ရာတူတီဆောက်ခြင်းနဲ့ပုံစံတိုင်းမမြင်ရဘူးအဲ့တော့ menu ကိုမသုံးဘူးရှင်းရှင်းလေးပါเนาะကျွန်တော်တို့ကစားမညံ့လို့ဘာကြောင့်မဟုတ်ဘဲနဲ့တူ login တာတွေမရှိလို့ပေါ့ဗျာပြောချင်တာကတော့ နောက်ရဒီမှာတဲ့ဆန်နဘက်ခေါ်ဦးမယ်ထင်လားတဲ့နောက်ရဒီကတော့ဝေးပါသေးတယ်နော်ဒါပေမဲ့လို့ဆန်နဘက်တွေကကျွန်တော်တို့ဒါကြည့်မှရတော့မှာလေချာကလည်းတန်ရန်ပြေတနာခဏတိုင်းရတာပြီးလူရှောကပေါ့နော်အာရန်ုံပြီးအာကူလို့မရတာ Aiden Heaven League ကလည်းအဆင်မပြေသေးတာ ready မဖြစ်သေးတာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဟဲမကွမ်းရတို့ဘာတို့ကစာရုပ်တန်ကုန်းတော့မှာဆန်နဘက်တွေကကျွန်တော်အားပြေမှရမှာပါဆန်နဘက်တွေကဒီတိုင်းလစ်လျူရှုထားလို့ကျွန်တော်မရဘူးပေါ့နော် ဒီပြကပြရတဲ့သူမကြိုက်တဲ့ကစားမဆိုလို့ရှင်လုံးဝကိုမတုံးဘူးတဲ့နော်ဇစ်ဇီရိုဆိုလို့ရှင်လည်းပဲလူစားလက်ပြီးကိုကစားခွင့်မပေးတော့ဘူးတဲ့နော်အချင်းဒီဘလူပဲဖြစ်ဖြစ်ကစားမကဆက်နေချင်မှာမဟုတ်ဘူးတဲ့အရင်ဆိုရင်တော့မှမိနစ်အနည်းငယ်ပဲဖြစ်ဖြစ်ကစားခိုင်းတင်တာတဲ့နော်အဲကိုအမျိုးတို့အမမာရဲ့ချီးမြှောက်တင်ပါတယ်အဲဂျိုဂျူဝါဇစ်ဇီကတော့နီးပြကဘယ်လိုပြောရမလဲဟိုရှက်ကိုထပ်ပို့ပြီးတော့တုံးမယ်လို့လည်းတုံးတုံးတင်တယ်လို့လည်းသူမထင်တယ်လို့နဲနံပါတ်10ရုမှာကစားနိုင်ပြီမဲ့တယ်လို့နဲရုနံပါတ်10မှာကို၃ရောက်လောက်လောလောဆယ်ရှိနေတယ်ဆိုတော့အခါကျတော့60အတွက်နေရာမရှိဘူးအဲ့တော့60ကို MOD မြင်ထားတာဒီရှင်းတဲ့ ီကောင်ဒီအရင်ကစားမှာပဲနော်အရင်ကစားမှာ squad player ပဲ squad player ဆိုတော့ပွဲထွက်ခွင့်ရမှာမဟုတ်တော့ဘူးနော်ပွဲထွက်ခွင့်လုံးဝရမှာမဟုတ်တော့ဘူးမိနစ်အနေငယ်ဒုတိယမဲ့ဝင်ကစားဖို့ဆိုတာလည်းမတိကြတော့ဘူးဗျာဆိုတော့ MOD က zixi ကိုအဲ့လိုမြင်ထားတာအဲ့ဒါကြောင့်ကျွန်တော် zixi နေနဲ့အတင်းကနေထွက်ဖို့ကများတယ်လို့ကျွန်တော်ပြောတာပေါ့နော်အဲဆိုတော့အငှချတာတဲ့ exam တွေကလည်းခြေသွင်းနေပြနေတော့လေလမ်းမရသည်ရောင်းရငွေဘယ်တော့ရမယ်လို့မျောလင့်လေတဲ့อืมဒါကတော့ဗောနော်ဒါကတော့ကျွန်တော်နေ သူတို့အငှားချလိုက်ကြတဲ့ကဗောနောအပြည့်တဲ့ဝယ်ယူမဲ့နေရာမှာဘလောက်ဘလောက်ဆိုပြီးတော့သူတို့အနှစ်သင်းကြားသဘောတူညီမှုရသွားတဲ့နေရာကြီးကျွန်တော်ပါပြီးသားထားပါတော့ Resman Wildland ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘောနော်ဟိုပမာဏဘလောက်နဲ့ဒီအပြည့်တဲ့ဝယ်ယူဝင်လို့ကျွန်တော်ပါတယ်ဗျ market stretch ဖို့ဆိုရင်လည်းဘလောက်ဘလောက်နဲ့ဝယ်ယူဝင်ဆိုပြီးတော့ပါတယ်ဒါပေမဲ့လည်းအခုတရင်ချိုးတွေကကျတော့ဟိုဘယ်လိုပြောမလဲဒီ resman တို့ပါလို့ဆိုလို့ချင်းကျွန်တော်တို့နောက်ထပ်40 40တန်းလား40တန်း euro 40တန်းထက်ရမယ်ဆိုလို့ရှိရင်တန်း90ဒီပါလိဖြစ်မှာအခုလောတဲ့6တန်းအရင်ရထားတာကို เนาะအကယ်လို့နာပိုလီရဲ့ဘက်ကအပြစ်တက်ခေါ်မယ်လို့ကျွန်တော်တို့စာချုပ်ထဲမှာသဘောတူညီမှုရထားတဲ့အတိုင်းဆိုရင် Resmay စီကနေတော့တန်း40ကျော်ထက်ရမယ် Market Stretch ကလည်းပဲတကယ်တမ်းပေါင်35တန်း40လောက်ရမှာပဲသို့တော်လည်းပဲเนาะအီကောင်းပြီမဲ့လေလို့ဗောနော်ဘာစီရဲ့ဘက်ကမပေးခြင်းဘူးပြန်ပြီးတော့အဲ့ဒါတွေကိုညှိနှိုင်းခြင်းနဲ့ဆိုတော့အပြစ်တက်တော့ခေါ်ခြင်းနဲ့ဒါပေမဲ့ငါတို့အရင်သဘောတူညီထားတဲ့အတိုင်းပေါင်35တန်း40ငါတို့မပေးခြင်းဘူးဗောနော်ငယ်လေမလို့နဲ့အဲ့ဒါယူเนาะမပေးခြင်းဘူးပေါ့အဲ့တော့ ဒီတာပြန်ညှိနှိုင်းနေနေဆိုတော့တတိနေကလည်းပါလာသေးတော့ပုံစံတော့ပြောလို့မရသေးပါဘူး။ဒါပေမဲ့လို့ဘောနော်ကျွန်တော်တို့ပင်တန်း60တန်း80လောက်ကတော့ရလိမ့်မယ်လို့ထင်တာပဲအဲ့ဒီကစားမနှစ်ယောက်စီကနေတကယ်လို့အပြစ်တက်ရောင်းနေနေဆိုလို့ရှိရင်ပေါ့လေအဲဇစ်ဇီကားတဲ့နော်ကမ္ဘာဖလားကန်ကျင်လို့ထွက်တာတဲ့အသင်းနဲ့တော့ဘာမှမဖြစ်ပါဘူးတဲ့နော်အသင်းနဲ့တော့ဘာမှမဖြစ်ပါဘူးဘယ်သူမှလည်းဘာမှမဖြစ်ပါဘူးဒါပေမဲ့လို့ကစားခွင့်မရဘူးလေနော်မင်းနူးလည်းဒီတိုင်းပဲလေအသင်းနဲ့ဘာမှမဖြစ်ဘူးလေသူတို့လည်းကစားခွင့်မရဘူးကစားခွင့်မရတော့ကျွန်တော်ထွက်တာပဲဒီနော်ကစားခွင့်မရရင်တော့ထွက်မှာပဲဒီကမ္ဘာဖလားတွေနှစ်တွေပါတွေကလာပြီကိုနော် တထွက်မှာပဲအတင်းမှာလည်းအဓိကပြဿနာကကျွန်တော်ကပြိုင်ပွဲနေတဲ့ပြဿနာပြိုင်ပွဲနေတဲ့ခါကျတော့ကျွန်တော်အနေနဲ့ပေါ့နော်ဘာဖြစ်လဲဆိုတော့ MOD ရတော့ဗျာတပတ်နဲ့တပတ် EC C ပြင်ဆင်ရရတယ်သူထင်မှာပေါ့သူဆိုလည်းပဲ Manchester United ဆိုတဲ့အတင်းမျိုးကကျွန်တော်တပတ်တပွဲထက်မကကန်ကျင်လို့မှုကိုပဲကျွန်တော်ကသွားနေတဲ့အချိန်မှာတပတ်တပွဲနဲ့ကျင်းနေလို့ကျွန်တော်မရဘူးလीပဲနော် United အတင်းရဲတယ်နော်ဘယ်ချင်းကိုကြိုက်ဆုံးလဲတဲ့ဆက်သမိုင်းနော် Okay ဒါလည်းအရေးမကြီးပါဘူးဆက်သမိုင်းနော်ပြီးခဲ့တဲ့နေ့တွေကကျွန်တော်ကြံခဲ့ပြီနော် အဲ resume wine line ကမဖြစ်မနေရောင်းသွားမှာပေါ့တဲ့မရောင်းလည်းမရဘူးလားတဲ့အဲဒီနှစ်တင်းကြတဲ့မှာနော်အဲ့ဒီသဘောတူညီမှုကိုဖျက်သိမ်းနေဆိုလို့ရှိရင်တန်ရော်ကြီးဘယ်လောက်ပေးရမလဲဆိုတော့ကန်တာ၄ပါပါတယ်နာပိုလီရဲ့ဘက်ကအပြည့်အဝဝယ်ကျင်တယ်ယူနိုက်တက်ရဲ့ဘက်ကတော့ငါတို့မရောင်းကျင်တော့ဘူးဟိဆိုလို့ရှိရင်ရော်ကြီးတွေပေးကောင်းပေးရမှာပေါ့နော်နာပိုလီရဲ့ဘက်ကလည်းပဲကျွန်တော်တို့သဘောတူညီထားတဲ့အချက်လက်တွေပြည့်ရတဲ့အနေမှာသူတို့ကတော့အပြည့်အဝမဝယ်ကျင်ဘူးဟိဆိုလို့ရှိရင်ယူနိုက်တက်ရဲ့ဘက်ကလည်းရော်ကြီးတခုရမှာပေါ့လေဒါမှမဟုတ်ကျွန်တော်ရှိတာပေါ့နော်အဲ့လိုမျိုးလည်းပါမှာပေါ့ဗျာဒီတိုင်းကြီးတော့သူတို့ဈာကြောက်ကတော့ချန်ထားခဲ့လိမ့်မယ်လို့ကျွန်တော်မထင်ဘူး ဒါကတော့စောင့်ကြည့်ရမှာပါနော်စောင့်ကြည့်ရမှာပါဆိုတော့ဒါကဒီမနက်ခင်းမှရထားတဲ့သတင်းတချို့ပါနေကင်းမှာလည်းပဲ Manchester United နဲ့ပတ်သက်တဲ့ခြားသတင်းတွေကျွန်တော်ပေါ့နော်ထပ်ပြီးတော့တင်ပြသွားပါမယ်ဆိုတော့စောင့်ကြည့်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တော်တော်ကြည့်နေတဲ့ညီတို့တထောင်ညီပါရှိပါတယ်ကြောက်ချင်းစီတိုင်းကိုကြည့်သူပါ channel လေးကို subscribe နဲ့အသေးဘူးဆိုချင်နေပြီးတော့တောင်းဆိုပါတယ်ဗီဒီယိုလေးကို like လုပ်လို့မနေရတဲ့ရင်လည်းနှိပ်ပေးကြပါဦးဆိုတော့နောက်ထပ်သတင်းတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ